ယုံငွေပြောခမကြောင်ကကွန်းအလုံးပဲနေကောင်းကြမှာကြရလားတင်ဟာတပေတော့ရှည်လျားပြီးတော့ကြက်တွေမွေငယ်လေးတွေနဲ့အိမ်မြောင်တွေကိုအမဲလိုက် စားတောက်ပြီးဂျီရော့တွေအများကြီးပါတဲ့တတဝါကြီးတကောင်ကိုမြင်ဘူးပါသလားအဲ့ဒါကိုမြင်ဘူးတယ်ဆိုရင်တော့မှာအမေဇုန်ရဲ့ Giant Center Pee လို့ခေါ်တဲ့ဒီအကောင်ကြီးကတော့တင့်ကိုကြောက်လန့်စေအောင်မှာတော့အသေးချပါပဲဒီအကောင်ကြီးတွေကဘယ်လိုမျိုးအမဲလိုက်လဲပြီးတော့ဘလောက်ထိအစိတ်ပြင်းလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာအတူတူကြည့်လိုက်ရအောင်ပါ အမေဆုံဂျိုင်းယန့်စန်တပီးရဲ့တိတ်ပံနာမည်ကတော့စကိုလိုပန်ဒရာဂျီချန်တီပဲဖြစ်ပါတယ်။နာမည်အကြီးဆုံးနဲ့ကမ္ဘာအကြီးဆုံးကင်းဂျေပြမျိုးစိတ်တစ်ခုဖြစ်ပြီးအလျားကတပေကျော်တိရှိပါတယ်။ခြေတော့အတွဲပေါင်း20တွဲကနေ23တွဲထိရှိတတ်ပါတယ်။ဒီအကောင်ကြီးတွေကအရွယ်စားတာကြီးတာမဟုတ်ပဲနဲ့သူတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကလည်းထူးခြားပါတယ်။သူတို့မှာအစစ်အခောက်တွေနဲ့အချက်ပြားပုံစံကိုယ်ထည်တွေရှိပြီးအပြင်ပိုင်းအခွန်ကတော့မာကျောပါတယ်။ဒီအေယာမကင်းဂျင်ပြားတွေကို တောင်အမေရိကမြောက်ပိုင်းအထူးသဖြင့်ကိုလံဘီယာဗင်နီဇွဲလားဘရာဇီးစတဲ့နိုင်ငံတွေရဲ့အပူပိုင်းနဲ့တမပိုင်းမိုးတစ်တော်တွေမှာအထူးတွေ့ရတတ်ပါတယ်။သူတို့ကညဘက်မှာအမဲလိုက်တတ်တဲ့တတဝါဖြစ်ပြီးတော့နေခင်းမှာတော့တရွက်ပုံတွေအောင်ကြောက်တုံးတွေနဲ့ဆူဆွပြီးမောင်းတဲ့နေရာတွေမှာပုံနေတတ်ကြပါတယ်။ကင်းချင်ပြားတွေကအေးပြားကနေအဆူတက်အလွယ်တကူဆုံးရှုံးနိုင်တာကြောင့်ဆူဆွတဲ့ပဝန်းကျင်ကိုသူတို့ကပို့ပြီးလိုအပ်ပါတယ်။ဒီအေယာမကင်းချင်ပြားတွေဟာရက်ဆက်ကြမ်းကြုတ်တဲ့တားရဲတကောင်ဆိုလဲမမပါဘူး။ သူကတူထက်ငယ်တဲ့တတ္တဝါမန္တမြကိုစားသုံးပါတယ်။ဘိုးမွားကြီးတွေ၊ပင့်ကူတွေ၊ကင်းမင်းကောက်တွေကနေစပြီးတော့ဖားငယ်လေးတွေ၊အိမ်မြောင်တွေ၊မွေတွေနဲ့လင်းနို့တွေအထီတောင်အမဲလိုက်နိုင်ပါတယ်။ဘလို့များလင်းနို့တွေကိုဖမ်းလဲဆိုရင်တော့သူတို့ကဂူနန်ရန်တွေနဲ့မျက်နှာချက်တွေပေါ်မှာသူတို့ရဲ့နောက်ခြေတောက်အနေငယ်နဲ့တွဲကပ်ပြီးတော့လင်းနို့တွေကိုလေထဲမှာဖမ်းယူတဲ့နီးနဲ့ဖမ်းယူစားတောက်ကြတာပဲဖြစ်ပါတယ်။ဒီနီးလန်းကတကယ်ကိုထူချာအံ့ဩစရာပါပဲ။သူတို့ရဲ့အဓိကလက်နက်ကတော့ fossil fuel လို့ခေါ်တဲ့အစိတ်လက်သေးများပဲဖြစ်ပါတယ်ဒီလက်သေးတွေဟာခေါင်းနောက်ကပထမဆုံးခြေထောက်အထွဲကနေပြီးတော့ပြောင်းလဲဖြစ်ပေါ်လာတာဖြစ်ပြီးအတိတ်ကနေတဆင့်အစိတ်ကိုထိုးတွင်းလိုက်တာပဲဖြစ်ပါတယ်ဒီအစိတ်ကသားကောင်ကိုလင်းမြန်စွာမလုံရှားနိုင်အောင်တပ်ပစ်နိုင်စွမ်းရှိပါတယ်ကျွန်တော်လူသားတွေကိုကိုက်ရင်တော့တေးတဲ့အထိတော့မဖြစ်နိုင်ပေမဲ့အရန်နာကျင်စေပြီးဖျားတာအားနေတာတွေမျိုးတော့ဖြစ်စေနိုင်ပါတယ်ဒါပေမဲ့တည်င်းဆိုးတစ်ခုကတော့ဗနီဇွဲလားမှာကလေးငယ်တူဦးတေဆိုးမှုတရက်ကို ဒီအေယာမကင်းကျင်ပြားရဲ့အစိတ်အကြောင်းဖြစ်တယ်လို့မှတ်တမ်းတင်ထားပူပါတယ်ဒီအေယာမကင်းကျင်ပြားတွေနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအချက်တချို့ရှိပါတယ်သူတို့ရဲ့တက်တန်းဟာ10နှစ်ထိအသက်ရှင်နိုင်ပါတယ်ဥဥတဲ့အခါအမတွေကဥတွေကိုမပေါက်ခင်အထိဂယူးဆိုင်ပြီးကိုယ်ပေါ်မှာဝတ်ပေးတတ်ကြပါတယ်ဒါကတော့ပိုးမွားလောကမှာတွေ့ရခဲ့တဲ့အမူအကျင့်တစ်ခုပါပဲသူတို့ရဲ့အယောင်ကတော့အနီယောင်အနက်ယောင်ကစပြီးအဝါယောင်ခြေထောက်တွေနဲ့တန်လွန်စင်းယောင်ကိုယ်ထဲတွေအထိအမျိုးမျိုးကွဲပြားတတ်ပါတယ် ကဲဒါဆိုရင်တော့အမေဇုန်ဂျိုင်းယန့်စန်တပီးယာဘာလို့ကပားအကြီးဆုံးနဲ့ကြောက်စရာအကောင်ဆုံးကင်းချိန်များတွေထဲမှာပါဝင်နေလဲဆိုတာကိုတင်သိရှိသွားတော့ပြီလို့ထင်ပါတယ်။တကယ်လို့တင်းသာအမေဇုန်တောနဲ့ထဲကိုရောက်သွားခဲ့ရင်ဒီလိုအေယာမတ်တတဝါကြီးရှိနိုင်တဲ့နေရာမျိုးကိုတော့ရှောင်ရှားဖို့လိုပါလိမ့်မယ်။ဒီဗီဒီယိုကိုကြိုက်နေတဲ့တဲ့ဆိုရင် like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့။နောက်ထပ်စိတ်ဝင်စားစရာတတဝါအကြောင်းကိုကျွန်တော်တို့ channel မှာဆက်လက်တင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။